ဒီနေ့တော်လံရေးသမားတွေထောင်ကြခံအနှိမ့်ဆက်ခံအညိုဆူခံအဆောင်မြောင်းခံနော်လှုပ်လှုပ်ရှိ သူတို့ကြီးအဖမ်းခံပြီးဘာလို့ဇွတ်တော်လံနေကြတာလဲပြောအေးသူတို့ကအမှန်သိတော့လောကကြီးပျက်စီးနေတာဆုံးရှုံးနေတာနစ်နာနေတာသိလို့လောကကို မြင့်တင်ခြင်းလို့သူတို့ဘုံဝါတွေစရေပြီးတော့ကဲနေတာသဘောပါလားဦးဇင်းတို့ကယုံကြည်ချက်ရှိတယ်ယုံကြည်ချက်နဲ့တရားဟောနေလို့အတန်နဲ့နဲ့မာမယ်ဒါတော့သိခံနော်သူတော်ကောင်းတို့ယင်ထဲကိုစူးစူးနစ်နစ်ရောက်သွားစေခြင်းလို့တရားဟောတဲ့နေရာမန်ပါတယ်ထန်ပါတယ်ဟန်ပါတယ်ခြံကိုင်းကြဖို့လိုတယ်မန်ရှိဖို့လိုတယ်ရှေ့ကခေါင်းဆောင်ကမှမန်မပါရင်နောက်လိုက်တရားတခါတည်းအိပ်ပျော်ကုန်မှာပေါ့သဘောပါလား အဲ့တော့ဦးဇင်းတို့ကဒီဘဝနိဗ္ဗာန်ရနိုင်တဲ့ဘဝလို့အကျွမ်းမဲ့ယုံကြည်တယ်ဒီနေ့ကြမ်းနာနေရတဲ့တရားတွေကနိဗ္ဗာန်ရောက်ချောင်းတရားတွေပါလို့အကျွမ်းမဲ့ယုံကြည်တယ်ငါဘာနိဗ္ဗာန်ကိုရောက်အောင်လုပ်နိုင်တဲ့လူလို့အကျွမ်းမဲ့ယုံကြည်တယ်အဲ့တော့ငါရှေ့မှာရောက်နေတဲ့လူအလုံးကလည်းနိဗ္ဗာန်ရောက်ရမယ်လို့အကျွမ်းမဲ့ယုံကြည်စိတ်နဲ့တရားဟောတယ်ဂိုင်းတူရှင်မြတ်ဟောတာဘယ်သူနဲ့မှမတူဘူးမတူဘူးငါယုံကြည်ချက်တည်းကဒီလိုရှိတယ် ဒီတော့ခမည်းတော်ပေါ်ပေါ်ဆဆနေနေကြတာကိုဦးဇင်းတို့စိတ်ထဲမှာဩအရှုံးကြီးရှုံးတော့မယ်ဖျားမရှိတရားမသိတဲ့လူတွေနဲ့ခမည်းတော်နဲ့တန်ဖိုးချင်းသွားမရှင်နဲ့နေခြင်းတလို့နေကြတဲ့လူတွေကသူတို့လမ်းသူတို့သွားမှာသူတို့သွားမဲ့လမ်းရှိပြီသားမဲတို့ဟဲ့လားသူတို့လမ်းနေတော့အဲ့ဒီသွားမလားမသွားဘယ်သွားမလို့ပြောပြောပြောဖြီးဖြီးပြောတိုးတိုးပြော ငါသာရှေ့ကအော်လို့အာကွဲတော့မယ်အာနဲ့မန်နဲ့ကိုတော်ကြီးတယောက်သေးပဲယုံသူတို့ကတော့အစ်ဆေးပဲအခုဘာဘယ်ရောက်နိုင်တဲ့ဘဝလဲမှတ်ထားပါအဲ့တော့ကိုဘဝကိုတန်ဖိုးတည်ပြီးတော့အဲ့ဒီတန်ဖိုးနဲ့ထိုက်တန်တဲ့ ရင်းနှီးမှုယုံကံမှုအထုတ်မှုတွေလိုအပ်တယ်လို့မှတ်ပါနိဗ္ဗာန်ရောက်ခွင့်ကြုံနေပြီဆိုတိုင်းနိဗ္ဗာန်ရောက်ကြမလားမရောက်သေးပါဘူးတဲ့နော်ရောက်နိုင်လောက်တဲ့အထုတ်မှုကံရောက်နိုင်လောက်တဲ့အထုတ်မှုဉာဏ်ရောက်နိုင်လောက်တဲ့အထုတ်မှုဝရိယလုံလောက်တဲ့ကံဉာဏ်ဝရိယအရင်မတီးပဲနဲ့လိုချင်တဲ့ပန်းတိုင်ကို ရဘူးအဲ့တော့ပေါ်ပေါ်မနေနဲ့ဒီတော့သာဓုခေါ်တယ်ဦးဇင်းတို့မေးစရာသာဓုခေါ်ပြီးတာ ਨੇ ဘာဖြစ်လို့သာဓုခေါ်တာလဲဘလို့ခံစားလို့သာဓုခေါ်တာလဲဘလို့သိလိုက်လို့သာဓုခေါ်တာလဲဒါမေးရတော့ကိုကူကိုလည်းပြန်မေးဟုတ်ပြီနော်သူများရောင်တိုင်းမရောင်နဲ့သူများခိုင်တိုင်းမလုံနဲ့သူများပြောတိုင်းအဟုတ်မထင်နဲ့ကိုယ်ပိုင်အသိနဲ့ကိုယ်တိုင်သိနိုင်အောင်ကြိုးစား အဲ့ဒီတော့ဒီနေ့တရားတစ်ပုဒ်လက်ဆောင်ပေးမယ်ဘာလို့ဆိုအချိန်ကအများကြီးယူရတဲ့ရှေ့မှာဘုရားကရောတာရဲ့သီလယူတာရဲ့နမုရဏဘုရားဆိုတာရဲ့ဥစဉ်ကတရားဟောဖို့အတွက်ဏိဒံပြိုးနေရတာလေဆိုတော့အချိန်တွေအများကြီးသွားတဲ့အတွက်လူရင်းကိုပဲပြောမယ်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုနတ်သားတစ်ပါးကမေးလျှောက်ဖူးတယ်မေးခဲ့တဲ့မေးခွန်းကဘာလဲဆိုတော့ ိန်သူဥပဒတံသစ်ထံဒါကမေကွန်တစ်ခုနားထောင်ထားပါလေကိန်သူဥပဒတံသစ်ထံကိန်သူနိပဒတံဝရံဒုတိယမေကွန်တတိယမေကွန်ကကိန်သူပဝဇမာနနံဒါတတိယမေကွန်သရုတ်ထမေကွန်ကကိန်သူ ပဝဒတံဝရန္တီကဲနင်တို့ပါသိတော့နင်တို့လည်းဘာမသိဘူးငါလည်းဘာမသိဘူးနော်တကယ်ပြောတာအဲ့ဒါစာအုပ်ထဲရှိလို့ဖတ်တာလေနင်တို့ပါဠိစကားကိုယ်စကားလည်းမဟုတ်ဘူးနော်သို့တော့တံမြတ်စွာဘုရားတရားဟောပါလို့ရှေးဆရာအစဉ်ဆက်ကဒီတိုင်းသေဖို့လာတဲ့အတွက်ဦးဇေယဒါကိုတက်သေးပြုတဲ့အနေနဲ့ရွတ်ပြတာငါလည်းသိလို့မဟုတ်ဘူးဖတ်ပြတာ ငါမြန်မာလူမျိုး my native language is Burmese language so i understand Burmese language but other languages i don't understand no တခြားအင်္ဂလိပ်လိုပြောတယ်မသိဘူးသိလို့ပြောနေတာမဟုတ်ဗမာလိုစဉ်းစားပြီးပြန်ပြောနေတာဗမာလူမျိုးဟာဗမာလိုပဲစဉ်းစားတယ်ဗမာလိုပဲတွေးခေါ်တယ်ဗမာလိုပဲရှုမြင်တယ်ဗမာလိုပဲသုံးသပ်တယ် အဲ့တော့ဒါကြီးရွတ်ပြနေတယ်ဆိုတာခမရတို့အတွက်ပါဠိတော်ဖျားဟောပါလို့တက်သေးထူမြုံမြတာရွတ်တာရှင်းတယ်နော်အေးကျန်တဲ့လူတွေလည်းဒီတိုင်းပါပဲစာထဲမှာဒီလိုပါတာပြန်လို့ဩဒါတဲ့လို့ပြောရတာအဲ့တော့အဲ့ဒါကိုအခုမြန်မာလိုပြောမယ်အဲ့ဒါမြန်မာလိုကြတော့ကိုယ်တိုင်သိဖို့လိုလာပြီနော်ပထမမေးခွန်းကကိန်သူဥပ္ပတတံတစ္ထံကိန်သူ အဘယ်တရားသည်တဲ့ဥပဒတံတက်ကုန်သောဝတ္ထုတို့တွင်တစ်ထံအမြတ်ဆုံးဖြစ်ပါသလဲအထက်ကိုတက်တက်တဲ့အထဲမှာဘယ်ဟာအမြတ်ဆုံးလဲမှတ်ထားနော်နံပါတ်1ကဘာလဲလဲအထက်ကိုတက်တဲ့အထဲမှာဘယ်ဟာအမြတ်ဆုံးလဲဒုတိယမေခွန်းဂိန်သုနိပတတံဝရံ ကိဉ္စုအဘယ်တရားသည်နိပရနိပရနိပတတံကြတတ်တဲ့အရာအောက်ကိုကြတတ်တဲ့အရာတွေထဲမှာဘယ်အရာဟာအမြတ်ဆုံးလဲအဲ့တော့တိကအဖြတ်တဲ့ထဲမှာဘယ်ဟာအမြတ်ဆုံးလဲနိအောက်ကိုကြတတ်တဲ့ထဲမှာဘယ်ဟာအမြတ်ဆုံးလဲโอเคနံပါတ်3ကိဉ္စုပဝဇ္ဇမာနနံအဘေသူသည် ခြေဖြင့်တွားအပ်သောပုဂ္ဂိုလ်တို့တွင်အမျက်ဆုံးလေ။ကဲနံပါတ်3ပါလေ။ခြေဖြင့်တွားအပ်တဲ့ထဲမှာဘယ်သူအမျက်ဆုံးလဲ။ဒီကအထက်တက်တဲ့ထဲမှာဘယ်ဟာအမျက်ဆုံးလဲ။အောက်ကျတဲ့ထဲမှာဘယ်ဟာအမျက်ဆုံးလဲ။ခြေဖြင့်တွားတဲ့သူတွေထဲမှာဘယ်သူအမျက်ဆုံးလဲ။နံပါတ်4ကိန်သူပဝဒတံဝရန္တီ နှုတ်ဖြင့်စကားပြောတတ်တဲ့သူတွေထဲမှာဘယ်သူအမြတ်ဆုံးလဲ။ကဲနံပါတ်၄ရပါလေလေ။မိကွန်းဘယ်နှခုမမီဗလားမမီရင်ခင်ဗျားတို့သိသလားအဖြစ်အဖြစ်အထက်တက်တဲ့ထဲမှာဘယ်ဟာအမြတ်ဆုံးလဲမသိဘူးအောက်ကြတဲ့ထဲမှာရောမသိဘူးဒါဖြင့် ခြေဖြင့်သွားတတ်တဲ့သူတွေထဲမှာဘယ်သူအမြတ်ဆုံးလဲမြတ်စွာဘုရားတချို့ဖြည့်တတ်လာပြီနော်ကိုသိတာကိုဖြည့်ကိုထင်တယ်လို့ကိုဖြည့်သိတာတော့မဟုတ်ထင်တာနော်ဟုတ်ကလားနေလို့လေကိုထင်တာကိုပြောရမှာဘူးဗျသိတယ်ဆိုတာပညာဖြင့်ပိုင်းခြားသိမှအသိလို့ခေါ်တယ်နော်စာအုပ်ထဲရဆိုရင်လေဟိုစာအုပ်ကဒီလိုဆိုတယ်ဒီစာအုပ်ကဒီလိုဆိုတယ်ဒီလိုပြောမှာမဟုတ်ရင်လေဟိုဘုန်းကြီးကပြောတာကြားဘူးတယ်ဒီဘုန်းကြီးကပြောဘူးပြောတာကြားဘူးတယ်ဒါပဲအဲ့ဒီလိုမှမဟုတ်ရင်ကိုပိုင်းထင်မြင်ချက် အခုခြေဖြင့်သွားတဲ့လူတွေကမှဘသူအမြတ်ဆုံးမြတ်စွာဘုရားအမြတ်ဆုံးကဲရတဲ့ကိစ္စမရှိဘူးကိုဖြည့်နေတာဖြည့်နော်မှန်လို့လဲငါဘာမှစူးမချသလိုမှားလို့လဲဘာပြစ်ဒဏ်မှမပေးဘူးသို့တော့ကိုယ်ပိုင်တွေးခေါ်မှုဉာဏ်တော့ရှိဖို့လိုတယ်โอเคစကားပြောတတ်တဲ့လူတွေထဲမှာဘသူအမြတ်ဆုံးလဲဟုတ်လားဆိုနေတော့နောက်ကအဖြစ်တစ်ခုကမြတ်စွာဘုရားပေါ့နော်အဲ့တော့အမြတ်ဆုံးဆိုတော့ဘုရားပဲထားလိုက်တာပေါ့ အဲ့ဒီမှာနင်တို့လိုပဲရမ်းဖြေတဲ့ပုံကိုတယောက်ရှိနော်ထင်တာဖြေတာဟုတ်ကွာနော်ထင်တာဆိုတာသိတာမှမဟုတ်ဘဲနဲ့နော်တချို့အမေးဖြေတွေကောက်ကောက်လုပ်နေကြပြီထင်ရာရမ်းတုံနေတဲ့လူတွေတပုံကြီးပဲအဲ့ဒါကိုပညာရှိထင်နေတဲ့လူတွေလည်းရှိသေးတယ်နော်ထင်ရာရမ်းတုံနေတာသိတာမဟုတ်ဘူးအဲ့တော့အားလုံးအခုလာမယ်